ုတ်ကဲ့ပါဒီဗီဒီယိုလေးမှာတော့ဆလေးဘဲနဲ့ပြားရည်ဆိုတဲ့မန္တလေးဘက်မှာဆိုရင်ဒေကားရည်လို့ခေါ်တယ်ဆလေးဘဲနဲ့ပြားရည်အကြောင်းလေးကိုပြပြပေးမှာဖြစ်ပါတယ်ဆလေးဘဲနဲ့ပြားရည်ဆိုတာကကြတော့15ဘဲရည်လည်းမပြည့်ဘူးဆလေးဘဲထက်လည်းဆလေးဘဲရည်ထက်လည်းကောင်းတဲ့ရွှေပေါ့နော်ဆလေးဘဲရဲ့တဝက်လို့လည်းပြောလို့ရတယ်ဆလေးဘေးကြီးထည့်လဲကောင်းတယ်15ဘေးကြီးထည့်တော့ညက်တယ်ပေါ့နော်15ဘေးကြီးလည်းမပြည့်ဘူးဆလေးဘေးကြီးလည်းကျော်တယ် ဆိုတော့ဆလေးပဲလေးရွေးအရည်လို့ပြောရင်ပုံမှန်ပါတယ်။နှစ်ပြားမှာဆိုတစ်ပြားမှာဆိုရင်နှစ်ရွေးနှစ်ပြားဆိုရင်လေးရွေးရှိပါတယ်။ပြားတွေကကျတော့ပေးတဲ့အစိတ်ရဲ့ပြားကိုပြောတာဖြစ်ပါတယ်။ဒါဆိုရင်တော့မလေးဖင်မှာဒေကာကြီးခေါ်တဲ့ရန်ကုန်မှာဆလေးနှစ်ပြားလို့ခေါ်တဲ့ရွှေကြီးတစ်ချက်သားစီကိုတွင့်မယ်ဆိုရင်အခေါက်ပေါက်စီကိုတီးမယ်16.5နဲ့စပြီးတော့16နဲ့မြောက်ရပါမယ်ရှင်။ ဆိုတော့65ဒေ9000အခပေါစီကိုတီးပြီးတော့16.5နဲ့စားလိုက်တယ်16နဲ့မြောက်လိုက်တယ်ဆိုရင်တော့73ဒေ sorry 88ဒေ3528420ကျက်ရမှာဖြစ်ပါတယ်ဒါက14ပဲကြီးနပြားကြီး ချက်စီဖြစ်ပါတယ်ရှင်။ဆိုတော့14ဘေးကြီးဆိုရင်ရောဘယ်လိုလုပ်မလဲဆိုတော့14ဘေးကြီးဆိုတာအခောက်ရွှေဈေးကိုတည်ပြီးတော့16နဲ့စားပြီးတော့16နဲ့မြားပါပါမယ်။ဆိုတော့65သိန်း9000တောင်းကိုတည်ပြီးတော့16နဲ့စားပြီးတော့16နဲ့မြားလိုက်တဲ့အခါမှာဆိုရင်86သိန်း18,986ကျက်ဖြစ်ရတယ်ပေါ့နော်။ဆိုတော့ ဆလီဘဲနပြားကြီးဆိုတာဆလီဘဲကြီးထဲကောင်းတယ်လို့တိတိတာထင်ရှားအောင်ဆိုပြီးတော့ကျေကဒီဒီ white book တပုတ်တဲမှာပဲ neck ပုတ်ကိုရှင်ပြီးတွေ့ပြတာဖြစ်ပါတယ်ဆလီဘဲကြီးမှာဆို86သိန်းပဲကြာပြီးတော့ဆလီဘဲနပြားကြီးမှာဆိုရင်88သိန်းကြာတယ်ပေါ့နော်ဘာဖြစ်လို့ဆလီဘဲကြီးမှာ86ကြာပြီးတော့ဒီမှာ88ကြာရလဲဆိုတော့ဒီမှာ၄ရွေးပို့လို့ပေါ့နော်ရွှေပါဝင်မှုနော်၄ရွေးပို့များလို့အခောက်ကသူ့မှာတကြက်ဆက်မယ်ဆိုရင် तू က ချက်လေးပဲရည်သေးလေးရွေးပို့ထည့်ရလို့အားကြောက်ပါရှင်ကျေးဇူးများကြီးတင်ပါတယ်မခက်ပါအခုကကြတော့လေဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တိတ်မရှင်းဘူးဖြစ်နေတဲ့ဆိုရင်လည်းအဲဒီခေတ်နားလည်းတက်ကြွချင်နေဆိုရင်လည်း TikTok ဘိုင်ပါမှာဒါမှမဟုတ် TikTok ချက်ပါမှာမေးလို့ရပါတယ်ကိုတိချင်တာလေးတွေမေးချင်တာလေးတွေကိုမေးထားလို့ရပါတယ်ပြစ်ခိုင်းချင်တာလေးတွေလည်းပြစ်ခိုင်းလို့ရပါတယ်နောက်တစ်ချက်ကကြတော့ အဲတော့ဝယ်မယ်တွားရောက်မယ်တွားပအောင်မယ်ဆိုရင်အဲဘယ်လိုဖြစ်မလဲပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်ရွှေကိုစုထားခြင်းနဲ့အဲကာလာတန်ချာမှပြန်ရောက်မယ်ပြန်လဲမယ်အဲ့လိုမျိုးအဲစုထားတာရင်းနှီးမြှုပ်နှံထားတဲ့သူတွေအတွက်ဆိုရင်လည်းရွှေချောင်းလေးကိုတီမအဲစေပြီမယ်နော်ဘာဖြစ်လို့လဲဆိုတော့ဒီနေ့တပည့်တယောက်ကအဲဆွေလက်ကားလာယူတယ်ပေါ့နော်လက်ကားလာယူတယ်မှာဘာပြောလဲဆိုတော့အရင်တော့ဝယ်ထားတဲ့ account list တွေရှစ်ပဲဝယ်ထားခုနှစ်ပဲခုနှစ်ရွေးပဲရှိရဲအဲတရွေးမရှိဘူးပေါ့နော်အဲ့ဒါဆိုရင် account list account list အဲဗာလဲ လက်ခပဲယူတယ်အဲ့မှာလက်ခကိုတက်တက်တသားနဲ့ရချင်တဲ့လူအုပ်စုတစုရှိရယ်လေအဲ့လူအုပ်စုကကြတော့လက်ခတသောင်းဝင်มาသွားပြီးတော့လုပ်တယ်ဒါကိုယ်ရွှေချိတ်ကိုမကြည့်တတ်ဘူးရွှေချိတ်ကိုချိတ်ခွင်းကိုမကြည့်တတ်ဘူးဆိုရင်သူတို့ရွှေရှစ်ပဲလို့ပြောလိုက်တာပဲဒါပေမဲ့ကိုယ်ရှစ်ပဲပြီလားမပြီလားကိုတိလားမတိဘူးဒါကြောင့်မို့လို့တစ်ချက်ခဲရဲ့ဗီဒီယိုဖိုင်လေးတွေကိုကြည့်ချိတ်ခွေချိတ်ခွေကြည့်နည်းလည်းတင်ပေးထားတယ်ရက်ပဲရွှေချိတ်ခံနေလည်းတင်ပေးထားတယ်အကုန်တင်ပေးထားတယ်အဲ့ဒါလေးကိုကြည့်ပြီးသွားလို့ရှိရင်ဆွေဆုလို့ရတယ်ပေါ့နော် တော့ကိုယ်ချေခွေကြည့်တဲ့မှာဆွေကူဝယ်ပါလို့ပြောချင်ပါတယ်ရှင်။ဒါဆိုရင်တော့အဲဒီအားကြတော့ကို